ိုင်းတနင်္ဂနွေလုံးမှာရှိတဲ့တိုက်တာစောင့်6000ကျော်ကိုစစ်ဆေး55လုံးနေထိုင်ရန်မသင့်ဆိုပြီးတော့ထုတ်ပြန်ထိုင်းနိုင်ငံမှာမြင်းကလေးတုံခါမှုကြောင့်ဘန်ကောက်ကအထက်30ရှိတဲ့ဆော့ရဆတိုက်ပြိုကျပြီးတဲ့နောက်မှာတော့ဆော့လို့ရေးအင်ဂျင်နီယာဌာနကျွမ်းကျင်ပြည်သူ့ကပညာရှင်အသင်းနဲ့မြို့ပြအင်ဂျင်နီယာတွေပူးပေါင်းပြီးခိုင်ခန့်မှုမရှိတဲ့တိုက်တာတွေကို ကွင်းစင်စစ်ဆေးခဲ့ကြပါလေစစ်ဆေးရဲ့အဖွဲ့ဝင်ပေါင်း89ယောက်ဟာဘန်ကောက်နဲ့တကွအခြားခရိုင်ကလာရောက်စစ်ဆေးပေးဖို့အကြောင်းကြားထားတဲ့အတွက်အဆောင်အုံတွေကိုမတ်လ28ရက်နေ့ကစပြီးတော့တွားရောက်စစ်ဆေးခဲ့ပါလေဧပြီလ6ရက်နေ့ထိဘန်ကောက်နေပြည်ကတိုက်တာအဆောင်အုံပေါင်း959လုံးအခြားခရိုင်မှာ6344လုံးစုစုပေါင်း6903လုံးစစ်ဆေးခဲ့ပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါအဆောင်အုံတွေမှာပြည်သူဈေးရုံအပါအဝင် အစိုးရဌာနဆိုင်ရာယုံတွေပုဂ္ဂလိကပိုင်ဟိုတယ်မိုတယ်ဂုံတိုင်းနဲ့အထက်မြင့်ကွန်လွန်တိုက်ခန်းတွေအများပြည်သူတွေရဲ့တိုက်ခန်းအိမ်ယာနဲ့လုံချင်းအိမ်တွေပေါဝင်ပါလေသက်ဆိုင်ရာအင်ဂျင်နီယာဖို့တွေရဲ့စစ်ဆေးချက်တွေရတော့ပျက်စီးယုံရင်မှုမရှိတဲ့အစိမ်းအောင်စင်းအဆောက်အုံ6489လုံးကိုတွေ့ရှိပါတယ်ဘန်ကောက်နယ်မြေမှာ911လုံးနဲ့အခြားခရိုင်မှာ9986လုံးပေါဝင်တယ်လို့သိရပါတယ်အနည်းငယ်ပျက်စီးယုံရင်နေတဲ့အဝါရောင်အစိမ်းအဆောက်အုံကတော့ 360လုံးရှိပြီးတော့ဘန်ကောက်နယ်မြေက46လုံးအခြားခရိုင်က395လုံးပါဝင်ပါတယ်။ပျက်စီးပြီးနေထိုင်အသုံးပြုဖို့မသင့်တော်တဲ့အဆောက်အအုံ55လုံးတွေ့ရှိပါတယ်။အဲ့ဒီမှာဘန်ကောက်မှာ2လုံးအခြားခရိုင်က53လုံးပါဝင်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုဗိုလ်ပြူပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းထိုင်းနိုင်ငံချင်းမိုင်ဘန်ကောက်အစရှိတဲ့မြို့ကြီးပြည်ကြီးတွေစီမှာတုံ့ခံမှုကိုသိတော်တော်ခံစားခဲ့ရပါတယ်။ ဘန်ကောက်ချက်လူချက်နေပြည်မှာရှိတဲ့ဆောက်လဆာအထက်30တိုက်ပြိုကျခဲ့ပါတယ်အချို့အဆောင်တွေမှာလည်းအကွဲကြောင်းတွေပေါ်လာတာကြောင့်ပြည်သူတွေဟာအထက်မြင့်တိုက်တွေပေါ်မှာနေထိုင်မှုဖိတ်ကြားယုံကြည်မှုယုံနေလာတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြနေပါတယ်အဲ့ဒီကာလတွေအတွင်းမှာပဲကွန်ဒိုအထက်မြင့်ပေါ်မှာနေထိုင်တဲ့သူအချို့ဟာအခြားနေရာတွေမှာပြောင်းရွှေ့နေထိုင်တာတွေရှိလာသလိုကွန်ဒိုတိုက်ခန်းနဲ့အထက်မြင့်တိုက်အယောင်ကြော်ညာတွေဟာလည်းများပြားလာတယ်လို့သတင်းတွေမှာဖော်ပြပါတယ်